အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဗီဒီယိုလေးကတော့မန္တလေးပရိုဝမ်းမှာပေါ့နော်ရေတန့်ရေတိုင်ကြီးစတီတိုင်ကြီး1000လီတာဆန်တဲ့တိုင်ကြီး2လုံးတော့ရောက်ဝယ်ယူရဲမှတ်တမ်းဗီဒီယိုလေးဖြစ်ပါတယ်ဗျာနော်အကျွန်တော်ဒီမှာပြထားတဲ့လိုမျိုးတန်ကြီး2လုံးပေါ့နော်တစ်လုံးကို15သိန်းနဲ့2လုံးကို330ဖြစ်ပါတယ်။အဲတစ်လုံးကတော့ဒါအတိအသင့်အလူရှင်ရှိပါတယ်။လူရှင်မိသားစုလည်းကျွန်တော်ပြပြပေးပါမယ်။တစ်လုံးကတော့900သားသမီးစုပေါင်းအလူငွေတွေကနေပြီးတော့ဝယ်ယူပြီးတော့ဒါ102ခုအလူနှံပေးတော့မှာဖြစ်ပါတယ်။စတီးတန်ကြီးကတော့တစ်လုံး15သိန်းပေါ့နော်။ကျွန်တော်ဘောင်းရှား2ရောက်ခွဲဖွဲ့မှာဆိုတော့ကြီးစုသေးနားလည်အောင်တရားရှင်းပြပါမယ်။တန်ကြီးတစ်လုံးမှာအခုကျွန်တော်ရိုက်ပြထားတဲ့ဆက်ဆက်ပစ္စည်း6မျိုးလိုအပ်တယ်ပေါ့နော်။ဒီလိုမျိုး6မျိုး2စုံပ းပေါ့နော်အဲ့ဒီ၉မျိုးရဲ့တန်ဖိုးကတော့26450ပါအဲ့တော့တိုင်ကြီးတစ်လုံးနဲ့ဒီ၉မျိုးကိုပေါင်းချာခွဲဖွင့်လိုက်တဲ့တက်ရွက်ကတော့15သိန်း26450ဖြစ်ပါတယ်နောက်တစ်ရွက်မှာကတော့အဲ့ဒီအတိုင်းပုံမှာဒီကျွန်တော်ရိုက်ပြထားတဲ့လှော်လေးရဲ့16ဘေးအရှိရှိတဲ့ပိုက်ရဲ့ပို့သွားမှာပေါ့နော်အဲ့ပိုက်ဖိုးနဲ့လှော်ဖိုးနဲ့ပို့သွားတာဆိုတော့စုစုပေါင်းစက်ဒီတိုင်ကြီးရောပစ္စည်း၉မျိုးရောလှော်ရောပိုက်ရော15သိန်းနဲ့မှ4800ပေါ့နော်ပေါင်းချာတစ်ရွက်က15သိန်း4800တရက်ကတော့15သိန်း26450ဖြစ်ပါတယ်စက်ဒီတိုင်ကြီးနှစ်ခုကိုကျွန်တော်တို့ကလိုအပ်နေတဲ့နေရာနှစ်ခုမှာတနည်းအားဖြင့် သွားလှူမှာဆိုတော့16ဘီအရှိရှိတဲ့ပိုက်ကိုလည်းတဝက်ဖြတ်ပြီးတော့ဗောနောလိုအပ်သလိုအသုံးပြုလို့ရအောင်တနင်္လာစီမှာလှူဒန်းပေးတော့မှာဖြစ်ပါတယ်ဗျာစတီးရေတိုင်ကြီးတလုံးရဲ့အရစ်တိတ်အပါဝင်ဆက်ဆက်ပစ္စည်း6မျိုးရဲ့ရှေ့မှာရိုက်ပြတဲ့လှော့ရဲ့16ဘီအရှိရှိတဲ့ပိုက်ရဲ့အဲ့ဒီဟာတွေကတော့15သိန်းနဲ့မှ4800ကျတာဗောနောအဲ့ဒါကျွန်တော်ဒါလှူဒန်းတဲ့အလူရှင်စီကိုဘောင်ရှာတွေပါလေရိုက်ပို့ပြီးတော့ဒါ Pro 1ကိုဓာတ်ရိုက်ကိပေးနဲ့လွှဲခိုင်းလိုက်တာဗောနော15သိန်း4800အလူရှင်တွေကတော့ဘကိုးတိုင်းဒေတာကြီးရေတာရှိမြို့နယ်၄အိမ်စုကျေးရွာဆရာတော်နှင့်ကျေးရွာသူကျေးရွာသားများနေပြီးတော့ဒါစုပေါင်းလှူဒန်းတာဖြစ်ပါတယ်ဗျာနော် 15သိန်း4800နောက်ရက်မှာသွားလှူတဲ့မှတ်တမ်းဗီဒီယိုတွေလည်းတင်ရှာရိုက်ပေးပါမယ်ဒါကျွန်တော်တို့ညာတွင်ချင်းပဲတောက်လျှောက်သွားလှူဖြစ်တယ်ပေါ့နော်အာညာတွင်ချင်းဒါ တောင်ပေါ်ကျောင်းတစ်ခုရယ်ပြီးတော့မိဘမဲ့ခေရတစ်ခုရယ်သွားလှူမှာပေါ့နော်ဒါပေမဲ့နောက်ဗီဒီယိုလေးကျမှကျွန်တော်တင်ဆက်ပေးပါမယ်ကျွန်တော်စီမှာကြံရှိတယ်ခုနှစ်သားသမီးစုပေါင်းအများလှူဒန်းထားတဲ့အလှူငွေလက်ကြံတွေကနေပြီးတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုလို့ရှိရင်တော့ဒါရေတိုင်ကြီးက15သိန်းအရှိမကျွန်တော်ရိုက်ပြတဲ့ဆက်ဆက်ပစ္စည်းအရစ်တိတ်အပါဝင်6မျိုးကကျွန်တော်26450အဲ့တော့ကျွန်တော်စီမှာရှိတဲ့လက်ကြံအလှူငွေတွေကနေပြီးတော့ဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့ဒါရေတိုင်ကြီးလှူဒန်းဖို့အတွက်ပေါ့နော်ဒါဝယ်ယူအသုံးပြုဖြစ်တဲ့ငွေအစင်းရတော့15သိန်း26450 ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်အသုံးပြုဖြစ်ပါတယ်ဗျာနော်။အဲကျွန်တော်တို့ကလက်ကျန်ဘယ်လောက်ရှိတယ်။ဘယ်ဗီဒီယိုမှာဘယ်လောက်သုံးသွားပြီးတော့အဲဘယ်လောက်နှုတ်လိုက်ပြီးတော့ဘယ်လောက်ကျန်နေအဘသူတွေဘသူတွေကအလူငွေထက်လူထားပါသေးတယ်ဆိုတဲ့မှတ်တမ်းဗီဒီယိုလေးလည်းကျွန်တော်တသက်တပုတ်ထက်လုပ်ပြီးတော့တင်ဆက်ပေးပါမယ်။ဒါအခုရက်ပိုင်းမှာတော့ကျွန်တော်အခုလိုမျိုးဒါအဲတွားရောက်ဝေယူဖြစ်တာလေးတွေတွားရောက်လှူဒန်းဖြစ်တာလေးတွေဘယ်ဗီဒီယိုမှာဘယ်လောက်ကုန်ကျသွားတယ်ဆိုတာလေးတွေကိုပဲမှတ်တမ်းလေးတင်ပေးထားပါသေးတယ်။အဲ့တော့ဘယ်ရက်မှာနောက်ဆုံးတင်ထားတဲ့ဗီဒီယိုမှာလက်ကျန်ငွေဘယ်လောက်ရှိတယ်ဘယ်ဗီဒီယိုဘယ်ဗီဒီယိုတွေကနေဘယ်လောက်ဘယ်လောက်စီအသုံးပြုပြီးတော့နှုတ်သွားပြီးတော့ဘယ်လောက်ကျန်နေဘသူတွေထက်လူလို့ဘယ်လောက်ထက်ရပါသေးတယ်ဆိုတာလေးကိုလည်းကျွန်တော်မှတ်တမ်းလေး တပုတ်တိတ်တန့်ပေါ့နော်ဒါအခုတော့ထပ်သွားလူနေရာကြီးပဲရိုက်ဖြစ်နေတာမို့လို့အဲ့ဒီမှတ်တမ်းဗီဒီယိုလေးကိုတတိကျကျနဲ့တေချာ တင်ဆက်ပေးသွားပါမယ်ကျွန်တော်ဗီဒီယိုတွေကိုဒါအလူရှင်တွေအားလုံးကတော့ဒါမလွတ်တမ်းစောင့်ကြည့်နေမယ်လို့မျှော်လင့်ပါတယ်ဗျာနော်အဲ့တော့ဟိုတပုတ်တက်လီပဲကြည့်ရဆိုရင်တော့တိတ်ရှင်းမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဗီဒီယိုတွေကိုစင်စရာတိတိကျကျနဲ့ကျွန်တော်တင်ပေးထားတယ်သူတေချာကြည့်နေတဲ့သူဆိုရင်တော့ကျွန်တော်တင်ပေးတာအားလုံးရှင်းရင်းလင်းနဲ့တေချာလေးတင်ပေးထားပါတယ်အလူရှင်တွေအားလုံးလည်းအဲဒါကျွန်တော်ဘုံမှာယုံကြည်နဲ့လှူဒန်းပေးတာလေးကိုကျွန်တော်လည်းယုံကြည်မှုကိုပေါ့နော်အကောင်းဆုံးစူးစမ်းပြီးတော့ကိုလုံနိုင်တဲ့လောက်အကောင်းဆုံးလက်လမ်းမီတဲ့လောက်ကိုလိုအပ်တဲ့နေရာလေးတွေများစွာရှိတဲ့ထဲကကျွန်တော်လက်လမ်းမီတဲ့လောက်သွားနိုင်တဲ့လောက်ကိုလိုက်လှူပေးနေပါတယ်ဗျာနော်အားလုံးလည်းကျင်းတဲ့ဝန်တာပီတီဖြစ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်လှူပေးကြတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါ တွေပါเนาะဒါဆိုရင်လည်းကျွန်တော်တို့ဒါစကိုင်းတောင်ရိုးอ่ะဗောနော်အတန်တာယုံအကြောင်းတိုင်းမှာအာကျွန်တော်နောက်ရကြံအလူဗီဒီယိုလေးမှာရိုက်ပြပါမယ်ကျွန်တော်တို့အရင်ရက်ကလည်းကျွန်တော်ဗီဒီယိုလေးတင်ပေးထားတယ်ဗောနော်အရေခက်ခဲတယ်ဗျာဟိုရေကန်တော့ရှိတယ်တုံးရေကန်တော့ရှိတယ်အဲ့ဒါတောင်မှပဲကျွန်တော်တို့ပိုက်ပေ400ကျော်အရှိတယ်ကိုကျွန်တော်တို့ကတော့ခံပြီးတော့လောင်းထည့်ပြီးတော့သွားလှူရတာဗောနော်ကားလမ်းမရဘူးဆိုတော့လေကားနဲ့တက်ရတဲ့လောက်ဒီပဲတက်ပြီးတော့အဲ့လိုခက်ခဲနေရေသွားလှူရတာပါအဲ့တော့ရေတန်းရေလောင်းကန်မရှိတဲ့အချိန်မှာအာဒီတုံးရေကန်တွေကရေကိုပဲဗောနော်အဲ့ဒီရေတန်းဆေးပြားနဲ့ အသုံးပြုပြီးတော့တောက်သုံးနေရမျိုးလည်းရှိတယ်ရေတံဘူးလည်းသုံးတော့သုံးတယ်ပေါ့နော်ရေတံဘူးမလောင်းရတဲ့အချိန်မှာကျွန်တော်ရှေ့မှာပဲသလိုလှုပ်ဆောင်ရတယ်ပေါ့နော်အဲ့တော့ရေတံရေလောင်းကန်လေးတည်တံ့ဖြစ်သွားအောင်လို့ဒါလိုအပ်နေတဲ့နေရာလေးမှာကျွန်တော်တို့တွားရောက်လှူဒန်းပေးတာဖြစ်ပါတယ်အဲ့နောက်ရက်မှာလည်းဒီရေတိုင်ကြီးလှူတာမှတ်တမ်းလှူတဲ့မှတ်တမ်းဗီဒီယိုလေးရောအရေတိုင်ကြီးတွေကိုထည့်ဖို့အတွက်ရေ1000လီတာပေါ့နော်ကျွန်တော်တွားရောက်လှူဒန်းဖို့လည်းစီစဉ်ထားပါတယ်ရေလှူတဲ့မှတ်တမ်းဗီဒီယိုတွေရောအားလုံးကိုဒါအလူရှင်တွေအဲဝမ်းမြောက်နှုမတော်တခုခေါ်ဆိုနိုင်အောင်ပေါ့နော်ကျွန်တော်တို့မှတ်တမ်းတွေတရရှင်းအသေးစိတ်တင်ပေးသွားပါမယ်ဗျာနော်အခုဆိုရင်ဒါကျွန်တော်တို့တော်တော်ညာနဲ့နေပြီပေါ့နော်ညာနဲ့နေဆိုမျိုးလည်းနောက်ရက်မှာကာသမားမအားတာတကြ ြောင်းဒါတွေကိုကျွန်တော်ဆိုင်မှာရှာပြီးတော့မှနောက်ရက်မှပြန်တင်ပြီးသွားလှူမယ်ဆိုရင်လည်းအလုပ်ရှုပ်မှားရည်လည်းရှိတယ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကညာတွင်ချင်းသွားလှူတာပေါ့နော်အဲကျွန်တော်တို့ကျွန်တော်တို့ဒီမှာလိုအပ်လို့ဆိုပြီးအလူခံထားတဲ့မိဘမဲ့ဂေဟာတစ်ခုရဲ့ဒီဖုံးချောင်းရဲ့ကိုဒါရေတိုင်ကြီးတစ်လုံးစီပေါ့နော်။ဒါကတော့ဖုံးချောင်းမှာသွားလှူတာဖြစ်ပါတယ်။ဒါမိဘမဲ့ဂေဟာကိုလည်းဒါကျွန်တော်တို့တည့်ရက်ထဲပဲအပြီးသွားရောက်လှူဒန်းတာဖြစ်ပါတယ်ဗျာနော်။ကဲအားလုံးပဲကျေးဇူးတင်ပါတယ်။